ရှေးဟောင်းကုတင်ကျိုင်းအပြင်ဘက်ကိုလင်းတုံတို့ပြန်ရောက်လာတဲ့အခါလင်းတုံကအတွင်းတန်ရပြန်ကူးသားနေရပြီးလင်းလန်ထန်သူ့ကိုပြောခဲ့တဲ့ပေးရစိတ်ကောင်ဆိုတဲ့စကားကိုပြန်မှတ်ရနေခဲ့ပါတယ်။ရှောင်းရန်ကသူ့ကိုစိုးရိမ်ပေးနေခဲ့ရတာဖြစ်လို့လင်းတုံပြန်တရီရလာပြီဆိုတာနဲ့ဝန်သားအားရပြေးဖက်မိလိုက်တယ်လို့မွေပါလေးကလည်းမင်းဆိုရဲ့ကောင်စီမှာတတိအပြည့်ရှိတယ်ဆိုပြီးချီးမွမ်းပေးလိုက်ပါတယ်။လင်းတုံကလင်းလန်ထန်ကိုအသက်နဲ့ယဉ်ပြီးတိုက်ခိုက်ချင်ခဲ့ပေမဲ့သူတို့လေးမိသားစုခွဲလေးအနေနဲ့ဘိုးဘေးမျိုးနွယ်စုကိုအပြစ်ပြုလို့မရတဲ့အတွက်အခုလိုအဆက်ခွဲခံနေရတာပါ။ မွေပါလေးကတော့အသက်နဲ့ရင်ပြီးတတိရှိပြတဲ့လောရက်ထက်အခုလိုမျိုးအသက်ရှင်အောင်နေပြီးလက်စားပြန်ချိမဲ့အကျန်စီကပုံမကောင်းမွန်တဲ့အကြောင်းလင်းနှုံကိုစိတ်သက်သာရရအောင်ပြောပြပေးလိုက်ပါတယ်။လင်းနှုံကကောင်းကင်ပေါ်မောကြည့်ပြီးလင်းလန့်ထန်းကိုကျင်းသေးလက်စားချိပြမယ်လို့ကြုံးဝလိုက်တဲ့အခါမွေပါလေးကမင်းနေနဲ့အချိန်နှစ်နှစ်လောက်ကြာအောင်မအိပ်မနေစူးစမ်းမဲ့ဆိုရင်တောင်လင်းလန့်ထန်းလိုရေချင်းထူးချွန်သူတယောက်ကိုကြော်တက်နိုင်မှာမဟုတ်ဘူးဆိုပြီးအရှိကိုအရှိတိုင်းပြောပြလိုက်ပါတယ်။ ဒါအပြင်လင်းလန်ထန်းကခြိဆွမ်းအင်ဖန်တီချင်းအဆင့်ကိုကြိုးရောက်နေပြီသားဖြစ်တယ်လို့လင်းတို့အနေနဲ့အဲ့ဒီအဆင့်ရောက်သွားရင်တောင်တဖက်လူကလည်းနောက်တစ်ဆင့်ထက်ရောက်နေအောင်မှဖြစ်လို့လင်းတို့လည်းသူ့မညံထဲမှာရှိနေတဲ့ဘိုးဘေးအဆောင်ကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဘိုးဘေးအဆောင်ဟာထူးခြားတဲ့နယ်လွန်းတဲ့ဆွမ်းအားကြီးတစ်ခုရှိတာကြောင့်လင်းတို့သာပိုင်ဆိုင်ရရှိသွားမယ်ဆိုရင်လင်းလန်ထန်းကိုအေးဆေးကြောက်တက်သွားနိုင်ပေမဲ့လက်ရှိအဆွမ်းနဲ့တော့သွားရှာလို့မဖြစ်နိုင်သေးပါဘူး။ ဟိုးအရင်တုန်းကထက်ရွှန်ကုန်းမြေကြီးပေါ်မှာကဘာပြက်လူနီးပါကဆိုးကြီးတစ်ခုကျဆင်းလာခဲ့ပြီးအစွမ်းထက်သူတယောက်ကဘိုးဘေးအဆောင်ရှိခုလုံးကိုထိန်းချုပ်စေခိုင်းလိုက်ရင်အဲဒီကဘေးကြီးကိုဖြည့်ရှင်းလိုက်နိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အကုန်လုံးပျောက်ကွယ်သွားခဲ့ကြရပါတယ်။ဒါကြောင့်ဘိုးဘေးအဆောင်သွားရှာတဲ့လမ်းကအရန်အန်တရများနိုင်ပေမဲ့ပုံမအင်အားကြီးလာခြင်းရင်အရာအလုံးရင်ဆိုင်ကျော်ဖြတ်ပြစ်မယ်ဆိုပြီးလင်းနှုတ်တယောက်ဆုံးဖြတ်ချက်ပြသနေခဲ့ပါတော့တယ်။ဒီအချိန်မှာပဲရွှေရောက်လမ်းရှိတစ်ချောင်းသူတို့တိုးဝင်လာခဲ့တာကြောင့်အမြန်ရှောင်းတိန်လိုက်ရပြီးရောက်လာသူကဝန်ရံဖြစ်နေခဲ့ပါတယ်။ လင်းနှုံကသူတို့ဝက်မျိုးနွယ်စုကိုလူပုံလဲမှာအရှက်ခွဲလိုက်တာဖြစ်လို့အသက်နဲ့ပြန်ပေးဆက်ခိုင်းနေပြီးအရှိန်ဝါနဲ့ဖိအားပေးလာခဲ့တဲ့အခါလင်းနှုံကရင်ဆွမ်းအင်နဂါဒန်တွေကိုရှောင်းရံစီထည့်ပေးလိုက်ကအရင်ထွက်သွားခိုင်းလိုက်ပါတယ်။လက်ရှိပြိုင်ဘက်ကတာမန်လူမဟုတ်ဘူးဆိုပြီးမွေပါလေးသတိပေးနေတဲ့အချိန်ဖန်တီးချင်းပုံအစင်းရဲ့တိုက်ခိုက်မှုရောက်ရှိလာပြီးဖြစ်လို့လင်းနှုံကအံ့ဖွဲတစ်စိမ့်နဲ့အမြန်တားဆီးထားလိုက်ရပြီးရာခက်သိမ်းအသွင်ပြောင်းမိလျက်နဲ့တံပြန်တိုက်ခိုက်လာပါတယ်။ ဝင်းရံကအตาရဖြစ်စည်းပြလိုက်ပြီးရွှေစင်မြင့်နဲ့ဆိုးနေနေလက်ဝါကွက်နဲ့ထမှန်ဖိနှိပ်လာခဲ့တာကြောင့်လင်းနှုံနဲ့ကောင်းကင်ကြီးခွန်းလန်ရှိကိုထုတ်ယူကာကွယ်ထားတဲ့အခါအုတ်ကူပိုင်ရှင်ကလန်တိုင်းကျင့်စဉ်ထည့်ပေးထားပြီးဖြစ်လို့အရေးတချို့ကစတင်တင်ကြပေးလာပါတော့တယ်။ဒီအကွက်တွေကိုတေးချမသားလိုက်ပြီးတာနဲ့ငါးကြီးခွန်းလန်တိုင်းကွက်နဲ့ရွှေစင်မြင့်ကိုဖြစ်စည်းပြလိုက်တာကြောင့်ဝင်းရံလည်းဒီဝိညာဉ်လက်နက်ကိုပို့ပြီးလိုချင်သွားခဲ့ရတဲ့နောက်လက်ဆွဲတော်ဖြစ်တဲ့တာလို့ရွှေလန်ကိုပြန်ထုတ်ယူလိုက်ပါတယ်။ ဝမ်မီသားစုရဲ့နာမည်ကြီးလက်နက်အောက်မှာကံကောက်လို့တည်ခွင့်ရတာဆိုပြီးလင်းတုံဖန်တီးလိုက်တဲ့ငါးကြီးခွန်တိုက်ကွက်ကိုရွှေနဂါပုံရိပ်ကြီးတစ်ခုနဲ့ထိတ်တိုက်တွေ့ဆုံစေတာကြောင့်မွေပါလေးကရွှဆွမ်းအင်တွေကောင်းကင်ကြီးခွန်လန်တဲ့မြ мян ထဲ့ခိုင်းလိုက်ရပါတယ်။လင်းတုံလည်းပြောတဲ့အတိုင်းလုပ်လိုက်ပြီးငါးကြီးခွန်ပုံရိပ်နေရာမှာအပြာရောင်စပါအုံးကြီးခွန်ကိုပြောင်းလဲတိုက်ခိုက်တဲ့အတွက်တတဝပုံစံရှိနေကြတဲ့ရွှဆွမ်းအင်ပုံရိပ်ကြီးတွေဟာအပြန်လန်ကိုက်ခဲနေကြရင်နှစ်ဖက်လုံးပေါက်ကွဲပျက်စီးသွားကြရပါတော့တယ်။ ပိုင်ရှင်ဖြစ်သူတွေလည်းအတီးတီးနောက်ဆုတ်လိုက်ရပြီးဝန်ရံကဒံရတစ်ခုရရှိလိုက်တာကြောင့်လင်းနှုံစီဒေါသထွက်စွာအနီးကပ်ပြေးဝင်တိုက်တယ်လို့လင်းနှုံလည်းကောင်းကင်ကြီးခွန်လန်တိုင်းနဲ့အမြန်တားစီကရှောင်းတိန်နေခဲ့ရပါတယ်။သူ့ရဲ့တိုက်ခိုက်မှုတွေကိုဘလောက်ထိရှောင်ကျင်နေတာလဲဆိုပြီးအပေါ်ဘက်ခုန်တက်သွားတဲ့ဝန်ရံကမြေပြင်ပေါ်ထိုးဆင်းလာခဲ့တဲ့အခါလင်းနှုံလည်းအလဲတဲ့အဆင့်အဆောက်ရုပ်သေးကိုထုတ်ယူတားစီလိုက်တာကြောင့်ဒီကောင်းဆုတ်လေးစီမှာအစွမ်းထက်ရတနာတွေဘလောက်ထိရှိနေတာလဲဆိုပြီးအံ့အားသင့်သွားခဲ့ရပါတော့တယ်။ တချိန်တည်းမှာပဲလင်းနုံကမွေပါလေးရဲ့ခိုင်းစင်မှုကြောင့်ရွန်စွမ်းအင်2000ကျော်ထည့်သွင်းပြီးအစောက်ရုပ်သေးကိုစတင်သက်သွင်းလိုက်တဲ့အခါရုပ်ချီးထိုးထုတ်လာတဲ့တလက်တီတစ်ချက်ကဝန်ရံကိုအနောက်လွင့်ထွက်သွားစေခဲ့ပါတယ်။လင်းနုံကဒီတိုက်ခိုက်တကွက်ဟာပေးရတဲ့ဈေးနှုန်းနဲ့တကယ်ထိုက်တန်တယ်ဆိုပြီးအံ့အားသင့်နေရတဲ့အချိန်ဝန်ရံပြန်ထလာခဲ့ပြီဖြစ်လို့မွေပါလေးကအခွင့်အရေးရှိနေတုံးအသေးသက်ခိုင်းလိုက်ပါတယ်။ အဆောက်ရုပ်သေးကိုနောက်တစ်ကြိမ်အသက်ထက်သွင်းလိုက်ပြီးနောက်တစ်ကြိမ်ထက်တိုက်ခိုင်းတဲ့အခါဝန်ရံကလန့်ရှင်နဲ့ထိုးပေါက်တာစီးနိုင်ပေမဲ့တိုးဝင်လာတဲ့လက်သီးချက်ကြောင့်ချက်ဝတ်အကွဲသွားရကဝန်ရံလည်းလွင်းထွက်ပြစ်လဲသွားခဲ့ရပါတော့တယ်။လင်းနှုံကတန်ရာတန်ကြီးပြန်ယူရအောင်မယ်ဆိုပြီးတိုးလောင်အိတ်သိမ်းစီးထားလိုက်တယ်လို့ဆုလက်အနေနဲ့မင်းသက်ကိုနှုတ်ယူပေးရလိမ့်မယ်လို့ပြောရင်အသေးသက်ဖို့ပြင်လိုက်တဲ့အချိန်အကာရန်တစ်ခုဖြစ်ပေါ်လာပြီးဒီကောင်လေးကိုရှင်းပြတဲ့ကိစ္စကိုကျုပ်ကိုလှောက်ခိုင်းလိုက်ပါဆိုတဲ့စကားနဲ့အတူလူတယောက်ထွက်ပေါ်လာခဲ့ပါတယ်။ ဝယံဘက်မှာအကြီးကဲရောက်လာပြီဖြစ်လို့လင်းနှုံကဆက်တိုက်နောက်ဆုတ်ပေးနေရပြီဝယံကလင်းနှုံကိုအသေးသက်ခိုင်းလိုက်တာကြောင့်ရွဆွမ်းအင်းလုံးကြီးတစ်ခုကိုအပေါ်ဘက်ကနေဖန်တီးတက်ဆင်းစေလိုက်ပါတော့တယ်။လင်းနှုံလည်းရင်ဆိုင်နိုင်ဆွမ်းမရှိတော့လို့အဆောင်ရုပ်သေးပြန်သိမ်းယူလိုက်ပြီးခြေဦးတရထွက်ပြေးလိုက်ရသလိုတိုက်ခိုက်မှုကလည်းတဖြည်းဖြည်းနီးကပ်လာပြီဖြစ်လို့မွေပါလေးကစင်ကြယ်တဲ့ရွဆွမ်းအင်းတွေကိုဘိုးဘေးကြောက်တုံနဲ့ထဲ့သွင်းခိုင်းလိုက်ပါတယ်။လင်းနှုံလည်းပြောတဲ့အတိုင်းလုပ်ကြည့်တဲ့အခါမွေပါပုံးရိပ်ကြီးတစ်ခုအထဲဘက်ကနေရုတ်ချီထွက်ပေါ်လာခဲ့ပြီးတိုက်ခိုက်မှုကိုထိတ်တိုက်ရင်ဆိုင်လိုက်ပါပြီ။ ပောက်ကွဲမှုတွေကြမှာရင်ဆိုင်တားဆီးလိုက်နိုင်ပေမဲ့မွေပါလေးစီမှာရွံစွန်းအင်တွေပြန်လဲကုန်ဆုံးသွားပြီဖြစ်တယ်လို့လင်းတုံစီမှာအစွမ်းတချို့ရှိနေသေးတယ်ဆိုပြီးအဖိုးကြီးရန်ကကောင်းကင်နဲ့မြေကြီးကိုခွဲချမ်းပစ်နိုင်တဲ့အနေရောင်အလင်းသားတော်တစ်ခုကိုလင်းတုံစီပြစ်လွတ်ပေးလိုက်ပါတော့တယ်။ဒါကိုမြင်တော့ကောင်းကင်ကြီးခွန်လန်ကိုအမြန်လဲပပစ်လိုက်ပြီးကာကွယ်ထားလိုက်ပေမဲ့ပျက်စီးလွင့်ထွက်သွားရတယ်လို့ဓာသွားတွေထက်မှန်ဝင်ရောက်လာကြလို့လင်းတုံကအသေးတိုက်ခိုက်ပြစ်မယ်ဆိုကတိုင်းကွက်ထက်ပြင်လိုက်တဲ့အချိန်ဂျာပန်ပွင့်တစ်ခုကတိုက်ပွဲကြဝင်ရောက်လာခဲ့ပါတော့တယ်။ တိုက်ခွန်းနှစ်ခုထိတိုက်တွေ့ဆုံတဲ့အခါပောက်ကွဲမှုကြီးဖြစ်ပေါ်လာခဲ့ပြီးလွင်ထွက်ပြုတ်ကျသွားတဲ့လင်းနှုံကိုလင်ချင်းကျူးကအဝေးခေါ်ထုတ်သွားလိုက်ပါပြီ။အကြီးကဲဖြစ်သူကဆက်လိုက်ဖမ်းကျင်နေပေမဲ့သူမကဲတင်ပေးကျင်တယ်ဆိုရင်ဘသူမှလိုက်ဖမ်းနိုင်မှာမဟုတ်ဘူးဆိုပြီးဝန်ရံကဒီနေရာမှာရက်ခိုင်းထားလိုက်ပါတော့တယ်။နောက်မြင်ကွင်းတစ်ခုမှာတော့လင်းနှုံကသူ့အသက်ကိုကဲတင်ပေးခဲ့လို့ချင်းကျူးကိုကျေးဇူးတင်စကားပြောနေတယ်လို့သူမကလည်းလင်းနှုံကိုဒီနေရာခေါ်လာရခြင်းကကိစ္စတစ်ခုကိုဂရီတစ်ခုတောင်းချင်လို့ဆိုပြီးပြောပြလာပါတယ်။ ူမတို့နှစ်ယောက်ကြားမှာစွမ်းအားကွာခြားချက်ကြီးမားလွန်းနေတာဖြစ်လို့ဂူတင်းကြိုင်တဲ့ကကိစ္စကိုတခါမှမဖြစ်ခဲ့ဘူးတို့မိပြလိုက်တင်ကြောင်ပြောတော့လင်းနှုံလည်းတစ်ချိန်ကြရင်သူဟာမင်းနဲ့ထိုက်တန်သူဖြစ်တယ်ဆိုတာတသက်ပြပေးမယ်ဆိုပြီးလမ်းပြောလိုက်ပါတယ်ဒီစကားကြားတဲ့အခါလင်းချင်းကျုကသူမတို့ကိစ္စကိုတခြားလူတွေသိသွားရင်လေးမိသားစုဘိုးဘေးမျိုးနွယ်ကြီးတောင်ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်တယ်ဆိုပြီးသူမရဲ့နောက်ခံကဘလောက်ထိအင်အားကြီးမလဲဆိုတာအရေးမွတ်ရှင်းပြလိုက်ပါတယ် ဒါပေမဲ့လင်းတုံသာမင်းဆက်တရားတိုက်ပွဲကိုဝင်ရောက်နိုင်စွမ်းရှိလာတဲ့အခါကျစကားဆက်ပြောကြမယ်ဆိုပြီးလင်းချင်းကျူးထွက်ခွာသွားတဲ့အခါလင်းတုံကမင်းပြောထားတဲ့မင်းဆက်တရားတိုက်ပွဲကိုသူဝင်ရောက်နိုင်အောင်ကြိုးစားမှဖြစ်ကြောင်းလုံလောက်တဲ့အစွမ်းတစ်ခုရှိလာတဲ့အခါကျရင်မင်းနဲ့ထိုက်တန်ကြောင်းတက်တည်ပြဖို့သူရောက်လာခဲ့မယ်ဆိုပြီးလှမ်းအော်ပြောလိုက်ပါတယ်။အဲ့ဒီအခါလင်းချင်းကျူးသူ့ရှေ့ပြန်ထွက်ပေါ်လာခဲ့ပြီးဒီလိုအတိတ်ပဲမရှိတဲ့စကားကိုနောက်တစ်ကြိမ်ထပ်ပြောရင်ဒီထက်ပိုထိခိုက်စေရမယ်ဆိုပြီးလဝါတစ်ချက်နဲ့အဝေးလွှင့်ထွက်စေလိုက်ပြီးလင်းတုံပြောတဲ့ကတိကိုစိတ်ထဲထားခြင်းမရှိဘဲအဝေးထွက်ခွာသွားခဲ့ပါတော့တယ်။ လင်းနှုံလည်းသူ့ကိုစောင့်တီးပါလို့ပြောလိုက်ပြီးချင်းထန့်ကိုစေကူတာပေးဖို့အတွက်ရံမျိုးစီအပြေးသွားလိုက်ပါတော့တယ်။သူပြန်ရောက်တဲ့အခါမှာတော့ချင်းထန့်ကိုအစင်တင်ပြင်ခိုင်းထားပြီးရင်စွမ်းအင်နဂါဒန်တွေကိုစတင်အသုံးပြုလိုက်တာကြောင့်စန့်ကျင်ဘက်စွမ်းအားနှစ်ခုအချင်းချင်းတွန့်ကန်လာခဲ့ကြပြီးချင်းထန့်ခန္ဓာကိုယ်ထဲကနေနှစ်ပေါင်းများစွာစူးစီးဆုပ်ယူထားခဲ့တဲ့ရင်စွမ်းအင်စိတ်တွေစတင်ကန်ထွက်လာခဲ့ကြပါတယ်။အေးစိတ်အကုန်လုံးအပြင်ဘက်ရောက်ချိန်မှာတော့ ချင်းထန်လည်းသတိလိမ့်မျောသွားရပြီးရင်ဆွမ်းအင်တွေကလည်းမူလကိုတဲ့ဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်လင်းနုံကချင်းထန်ကိုအနားယူခိုင်းထားလိုက်ရင်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။မကောင်းဆိုးဝါးရင်ဆွမ်းအင်ကအရန်အေးဆက်လွန်းတာကြောင့်နည်းနည်းလေးထိမိသွားရင်တောင်တကိုယ်လုံးအေးခဲသွားရလိမ့်မယ်ဆိုပြီးမွေပါလေးရဲ့သတိပေးစကားတန်တဲ့အတူလင်းနုံကကောင်းကင်ကြီးခွန်လန်ထုတ်ယူပြီးကြီးခွန်စပါအုံးမွေတိုက်ကွက်ကိုအရင်ထုတ်သုံးလိုက်ပေမဲ့အလွယ်လေးအေးခဲခံလိုက်ရပါတော့တယ်။ ဒါအပြင်လင်းတုံစီကိုပြစ်လွတ်တိုက်ခိုက်လာလို့ဝါတော့အုပ်ကြီးတစ်ခွင်လုံးကိုအမြန်ရှောင်တိန်နေခဲ့ရပြီးအန့်ဖွဲတစိမ့်ကိုပြန်ထုတ်သုံးပေးလိုက်ပါတယ်။တစိမ့်တိုက်ခိုက်မှုကမီးစွမ်းအင်ဖြစ်တာကြောင့်မကောင်းဆိုးဝါးကောင်အနောက်ဆုတ်ပေးလိုက်ရပြီးချင်းထန်ဘက်ကိုထွက်ပြေးဖို့ကြိုးစားတဲ့အတွက်လင်းတုံဘက်ကအသွင်ပြောင်းခြင်းမီလီယံနဲ့ဂျာဖြတ်ပိတ်ဆို့ထားလိုက်ရပါတယ်။ပြီးတဲ့အခါထွက်ပြေးမရအောင်ချုံနောင်ဖမ်းဆီးထားလိုက်ပြီးဒီယာကြီးဟာနှစ်ပေါင်းများစွာကြာစုဆောင်းထားတဲ့စွမ်းအားဖြစ်လို့ချင်းထန်ကိုပြန်လဲဝါမြို့ခိုင်းလိုက်ပါပြီ။ တဖက်မိစ္ဆာကောင်ကအရင်ဆန်းဆုံးဖြစ်တာကြောင့်ပထမဆုံးစူးစမ်းမှုက အောင်မြင်ခြင်းမရှိခဲ့ပေမဲ့ချင်းထန်ရဲ့ဇွဲလုံးလာကြီးမမှုအောက်မှာတဖြည်းဖြည်းစုပ်ယူခံလိုက်ရပြီးသူမစီမာရင်ဆွမ်းအင်ခန္ဓာနိုးထလာခဲ့ပြီဖြစ်လို့တခဏအတွင်းမှာပဲဆွမ်းအင်မြူတွေပုံပြဝခြင်းအဆင့်ကိုချက်ချင်းတက်ရောက်သွားခဲ့ပါတော့တယ်။အရာအလုံးပြီးတဲ့အခါချင်းထန်ကဂျေဇုတင်ကြောင်းပြောပြီးအတေးရရှိလာတဲ့ဆွမ်းအားတွေကိုလင်းတုံရှိစမ်းသပ်ထုတ်ပြပေးနေတယ်လို့ဒီလိုဆွမ်းအားရှိလာရင်သူမအကိုနောက်ကိုလိုက်ခွင့်ရှိပြီလားဆိုကမေးကြည့်လာပါတယ်။ လင်းတုံကတော့လင်းမီသားစုဘိုးဘေးမျိုးနွယ်ပြိုင်ပွဲကိုနောက်နှစ်နှစ်ကြာရင်တွားရောက်ရှင်ပြိုင်ရမှာဖြစ်လို့သူမရှိတဲ့အချိန်လေးမှာမိသားစုကိုစောင့်ရှောက်ခိုင်းထားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လင်းတုံရှောင်းရက်နဲ့မွေပါလေးတို့၃ယောက်ကတီဟွန်စီရင်စုကြီးထဲမှာဘိုးဘေးအဆောင်တွေတွားရောက်ရှာဖွေကြတော့မှာဖြစ်ပြီးလူငယ်လေးတစ်ယောက်ရဲ့ရီမန်းချက်တွေကလည်းတဖြည်းဖြည်းကြီးမလာခဲ့ရပါတော့တယ်။